နိုင်ပိုင်းဆိုရင်ပဲကျွန်တော်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကကျွန်တော်ထလေထိုင်းမှာရှိတဲ့ခမ်းမအကိုရောက်လာတော့မှာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ကျွန်တော်တို့အပြင်မှာစောင့်နေကြတဲ့ဒေါ်ဆန်းစုကြည်နဲ့တွေ့ဖို့စောင့်နေကြတဲ့အလို့သမားတွေကအပြင်မှာပဲရှိနေပါသေးတယ်။ထောင်ကနန်းလောက်ရှိပါတယ်။ဒီဆက်ယုံအလို့ယုံပိုင်ရှင်တွေကနေပြီးတော့စီစဉ်ပြီးတော့ဆေလွတ်တဲ့အလို့သမားတွေကတော့ခဏဘတ်စကာ3 5စီးနဲ့ဝင်လာတာတွေ့ရပါတယ်။ဒါပေမဲ့ဒီမှာရောက်နေတဲ့အလို့သမားတွေကပေးမဝင်ပါဘူး။အဲသူတို့ပြောတာကတော့ဝင်ရရင်လည်းအားလုံးအတူတူဝင်ရမယ်။ဝင်ရရင်လည်းဘယ်သူမှမဝင်ရဘူးဆိုပြီးတော့သူတို့ပြောကြပါတယ်။ဆိုတော့အလို့သမားတွေကသူတို့ဒီ တွေ့ခွင့်ရဖို့အတွက်အလုံရှင်နဲ့ထိုင်းစိုးရကနေပြီးတော့ရွေးချယ်ပြီးစီစဉ်တာကိုတို့ကလက်မခံပါဘူးဒီအားလုံးတွေ့တွေ့တို့တို့လည်းအားလုံးတွေ့ကျင်တယ်ဒါကြောင့်တို့ကိုလည်းပေးတွေ့ရမယ်ဆိုတဲ့တောင်းဆိုနေကြတာဖြစ်ပါတယ်အခုဟိုထိုင်းစံတော်ချိန်တနာ45ရှိပါပြီဒီအလုံသမားတွေကလည်းပဲအထက်ဝင်ခွင့်မရတဲ့အတွက်မုတ်ဦးရဲ့ဒီလုံချုံရေးဂိတ်ရဲ့ဒီပြင်ပတ်မှာပဲမျက်ခင်းမှာပဲအားလုံးစောင့်နေကြပါတယ်တဖက်ကလည်းအလုရှင်ကလွတ်တဲ့ဘတ်စကား35စီးကလည်းခဏလာသွားတာတွေ့ရပါတယ်သို့တော်လည်းသူတို့ဝင်ခံတဲ့အတွက်ဘတ်စကားတွေကတော့လာလန်းအတိုင်းပြန်ထွက်သွားတာကိုတွေ့ရပါတယ်ခင်ဗျ ဆက်ရအောင်ကဟိုဒီဝင်းစီဆက်ရအောင်ကအေချီရကထိုင်ဖို့ထိုင်ယူနစ်တွေအောင်ထိုင်ယူမရအောင်အခုကြာလို့ရှိရင်အခုညီမတို့ကြာတော့ဒီတောင်ဆန်းစုကြီးနဲ့တွေ့ဆုံဖို့ဘယ်လိုမျိုးဖိကြခွင့်ထားရလဲအာတမီးတို့အလောက်လောက်နေတဲ့ချိန်က तू ကခေါ်လာတာပေါ့နော်တောင်ဆန်းအောင်ဆန်းစုကြီးနဲ့တော့တွေ့မယ်တဲ့အဲ့ဒါတမီးတို့အဲ့လောက်ပဲတိထတိခွင့်ရှိတယ်ပေါ့နော်ဟုတ်ကဲ့နှစ်ယောက်တက်ခွင့်ရှိတယ်ညီမတို့စိတ်ဝင်တယ်။နှစ်ယောက်နဲ့အာနှစ်ယောက်25ယောက်25ယောက်ပဲခေါ်တယ်။အဲ့25ယောက်ကဘယ်လိုပုံစံနဲ့ရွေးတာလဲ။ ဘလို့ပုံစံနဲ့ရတော့တင်မလို့မသိဘူးတင်မလို့နံပါတ်နဲ့ခေါ်လာတယ်တူရတဲ့နံပါတ်နဲ့ကိုရဲ့နံပါတ်နဲ့သူခေါ်ပေးတယ်ဒါပဲသူခေါ်လာတယ်ကျွန်တော်နာမည်ကကိုကီဆိုပါကျွန်တော်ကကျွန်တော်ကဘန်ကောက်ကလာခဲ့တာပါကျွန်တော်တို့ကဘန်ကောက်မှာလောလောတယ်ကျွန်တော်ကမနေ့၄နာရီခရေကထလာတာကျွန်တော်ဒီနာဒီရရောက်9နာရီထိုးပြီး9နာရီခရေကစရောက်တာစရောက်မှကျွန်တော်တို့စောင့်တယ်အစောပိုင်းကသူတို့သူတို့ပြောတယ်အစောပိုင်းကပြောတော့ ဒီနာပေးမဝင်ဘူးခဏနေကြမှာညက်12နာရီကြမှာပေးဝင်မယ်12နာရီ12နာရီကြမှာပေးဝင်မယ်လို့ကျွန်တော်တို့ပြောတော့ကျွန်တော်တို့အပြင်ထွက်လာခဲ့တယ်အပြင်ထွက်လာတော့အခုကြမှာအခုကြမှာသူတို့ပြောတဲ့ဥစ္စာကြတော့သူတို့စမဗီအိုင်ပီလူတွေပဲရှိတယ်တဲ့အဲ့ဒီဗီအိုင်ပီလူတွေက900ပြည့်ပြီတဲ့ကျွန်တော်တို့ကဝင်လို့မရဘူးတဲ့ကျွန်တော်တို့က၄နာရီခရေကလာဆောင်တာဒါဘာလူအခွင့်ရေးလဲကျွန်တော်တို့ကကျွန်တော်တို့လူအချင်းချင်းအလौဒမအချင်းချင်းအကုန်လုံးကအလौဒမပဲကျွန်တော်တို့လည်းအလौလာလောက်တာ ဒီမှာအလုံးလားလောက်တာအချင်းချင်း VIP ပဲဝင်ရမယ်ဆိုရင်ကျွန်တော်တို့ဘာအလုံးသမားဖြစ်သွားပြီလဲဘာပြည်သူလူထုဖြစ်သွားပြီလဲအမေစုကပြည်သူလူထုကလာတွေ့တာအကုန်လုံးအလုံးသမားအချင်းချင်းကျွန်တော်တို့အစွားကြီးလာပြီးမှပေးမဝင်ဘူးနောက်ဆုံးကျွန်တော်တို့အခန်းထဲဝင်ကျင်တာလည်းမဟုတ်ဘူးကျွန်တော်တို့အတွင်းထဲဝင်ကျင်မှအမေတို့လာကြတော့တာ နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ဟာထလေထိုင်းရွာမှာရှိတဲ့အစိုးရခန်းမအပေါ်ဒါမှာထိုင်းတောင်ရှိသူတွေနဲ့တနင်္လာနေ့ဘက်လောက်ကြောင်ဆွေးနွေးပါတယ်အောက်မှာလည်းမိုးကလည်းဒီမုန်တိုင်းကလည်းရုတ်တရက်ဝင်လာပြီးတဲ့အခါမှာမိုးကြီးကြဲကြွားတဲ့အတွက်ကြောင့်ဒီရွှေပြောင်းအလုပ်သမားတွေကလည်းတောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဒီဟိုစအမေစုကြားမှာပါစေဆိုပြီးအော်ဟစ်ကြပါတယ်တောင်းဆိုကြပါတယ်သို့တော်လည်းပဲဘာကြောင့်လဲတော့မသိပါဘူးဟိုဟိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကစကားမပြောရဘဲနဲ့ကျွန်တော်တို့ဒီကားတန်းနဲ့ပြန်ထွက်သွားတာတွေ့ရပါတယ်ခင်ဗျာ